Oppo phone တွေမှာသူတိတ်တည်နေတဲ့အသုံးဝင်တဲ့ feature လေးလေးကိုဒီ video လေးမှာဝေမျှပေးမယ်။အဲ့တော့ဘယ်လိုမျိုး feature တွေပါလဲဆိုတာကိုကျွန်တော်တို့တူတူ live ပါစီးမြောက်ကြည့်လိုက်အောင်။ Yangon Mobile Store ပထမဆုံး feature လေးကတော့ကိုကကိုယ့်ရဲ့ phone လေးကတခုခုပြတ်သွားလို့ဖုန်းပြင်တဲ့ဆိုင်ပို့ရမယ့်အချိန်မှာကိုယ့်ရဲ့အရေးကြီးတဲ့ sensitive ဖြစ်တဲ့ data တွေ အဲဒါမှမဟုတ်ပုံနေဗီဒီယိုတွေကိုအဲ data တွေအဲ့လို leak ဖြစ်သွားတာတွေမလိုချင်ဘူးကိုက secure ဖြစ်ဖြစ်နဲ့ security ကောင်းကောင်းလေးနဲ့ဖြစ်ချင်တယ်ဆိုရင်လည်း Oppo phone တွေမှာလုပ်လို့ရတဲ့ feature လေးရှိတယ်ဒါလေးကိုဘယ်လိုလုပ်အောင်လဲဆိုတာကိုကျွန်တော်အခုပြပြပေးမယ်။အဲ့တော့ကိုကကိုယ့်ရဲ့ဖုန်းကိုဖုန်းပြင်ဆိုင်ပို့တဲ့အခါမှာကိုယ့်ရဲ့ဒီပေါ့ data တွေအရေးကြီးတဲ့ data တွေကိုအဲ့လိုမျိုးပေါက်ကြားသွားရင်မလိုချင်ဘူးဆိုရင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ်။ setting နဲ့ဝင်ပြီးတော့ဟိုးအောက်ဆုံးလေးကိုဆွဲချပြီးတော့ system update ဆိုတာလေးရှိတယ်။အဲ့ဒီကိုဆက်ဝင်လိုက် ထပ်ဝင်ပြွားရင်ဒီမှာ repair mode ဆိုတာရှိရပါတော့အဲ့ repair mode လေးတွေကိုထပ်ဝင်လိုက်ဝင်ပြွားရင်ဒီမှာ under repair mode ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရင်ကိုကကိုယ့်ရဲ့ဖုန်းကိုပြတ်သွားလို့ဖုန်းပြင်တိုင်းတွေပို့ရမယ်ဆိုရင်စိတ်တက်တဲ့နဲ့ပို့လို့ရတယ်ကိုယ့်ရဲ့ data တွေက leak ဖြစ်တော့မှာမဟုတ်ဘူးနောက်တစ်ခုကတော့ iPhone ရဲ့ screen ပေါ်မှာရှိတဲ့အလုံးလေးကိုလေ Oppo phone တွေမှာကပေါ်အောင်လုပ်လို့ရတယ်အာဒီအလုံးလေးကိုဘယ်လိုမျိုးဖွင့်ရမလဲ ਨੇ ဒီအလုံးလေးကဘာတွေအသုံးဝင်လဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ဒီ feature လေးကိုဘယ်လိုမျိုးဖွင့်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးတော့အောက်လေးကိုနည်းနည်းဆွဲချပြီးတော့ ကျွန်တော်ဒီမှာ accessibility and convenience ဆိုရှိတယ်။အဲ့ဒါကိုစောင့်ဝင်လိုက်။စောင့်ဝင်ပွားရင်ကျွန်တော်တို့အောက်ကိုဆွဲချပြီးတော့ကျွန်တော်တို့ဒီမှာ assistant boss ဆိုရှိတယ်။အဲ့ထဲတွေဝင်ပေးလိုက်။ဝင်ပွားရင်ဒီ assistant boss ဆိုတာလေးကိုနှိပ်ပေးလိုက်။အဲ့ဆိုရင်တော့ပွင့်သွားပြီပေါ့နော်။အဒီမှာဆိုသူ့မှာကရွေးချယ်စရာနှစ်မျိုးရှိတယ်။ပထမတစ်ခုကတော့ gacha operation ပေါ့နော်။ဒီ gacha operation ကတော့ကျွန်တော်တို့ ဒီ tab ရဲ့တပည့် tab ရဲ့ touch and hold ဆိုတာရှိတယ်။ဒါကိုကိုကြိုက်တဲ့ setting ကိုထားထားလို့ရတယ်။ဥပမာကိုကတစ်ချက်ပဲနှိပ်မယ်ဆိုရင်ကျွန်တော်တို့ home ကိုထွက်တာဒါမှမဟုတ်ရင်ကျွန်တော်တို့ notification bar ကိုဆွဲထားတာဒီလိုမျိုးလုပ်လို့ရတယ်။ကိုကအဲ့လိုတွေမလုပ်ချင်ပဲနဲ့ကျွန်တော်တို့ iPhone တွေမှာလိုမျိုးဖြစ်ချင်တယ်ဆိုရင်တော့ဒီ tab menu ဆိုတာရှိရပါတော့။ဒီ tab menu လေးတွေဝင်လိုက်ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီမှာကိုဘာလုပ်ချင်လဲပေါ့နော်။ဥပမာဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးမယ်ဆိုရင် ကိုဘာလုပ်ချင်တာလဲ screenshot ရိုက်ချင်တာလားဒါမှမဟုတ်ရင် dot screen ဖုန်းကိုပိတ်ချင်တာဒါမှမဟုတ် home screen တစ်ခါတန်းရောက်ချင်တာလားကြိုက်တာကိုစိတ်ကြိုက်ရွေးချယ်လို့ရတယ်နောက်တစ်ခုကတော့ mailing ကိုကောက်လေးရေးနဲ့ messenger တို့ instagram လို့မျိုး social media application တွေမှာ video call ပြောတဲ့ခါမှာဒီပေါ် effect ထည့်ထားမယ်မသိတာပဲအကောင်လေးကလုံးဝဖန်ကလေးရဆိုပြီးကျွေးစင်းသွားအောင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာကိုကျွန်တော်အခုပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကောင်မလေးအနေနဲ့ကိုကောင်လေးတို့ဖန်ကလေးနဲ့ကျွေးအောင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံး setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးတော့ hook up ကိုဆွဲချပြီးတော့ ကျွန်တော် accessibility နဲ့ convenience သာရှိတယ်။ AI လေးကိုစောင့်ဝင်ပေးလိုက်။စောင့်ဝင်ပါပြီးတော့ကျွန်တော်တို့ whole out zone ကိုဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ retouch appear in video call ဆိုတာရှိတယ်။ AI လေးကိုစောင့်ဝင်ပေးလိုက်။စောင့်ဝင်ပေးွားရဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ application ပေါ့နော်။ဒါကတော့ကျွန်တော် Messenger တို့ Instagram လို့မျိုး application တွေကိုမထည့်ထားလို့ထည့်ထားဆိုရင်ဒီမှာ retouch appear ကိုကျွန်တော်ဖွင့်လိုက်လို့ရတယ်။အဲဆိုရင်ကျွန်တော်တို့ video call တွေထဲမှာ effect ထည့်ထားမှမတိတာပဲနဲ့အလားပတ်ပါလေးဖြစ်နေမှာ။ တော့ကောင်မလေးခြွေလို့ရပြီပေါ့ဗျာနောက်ဆုံးတစ်ခုကတော့အခုနောက်ပိုင်း message တွေရနေပေါ့နော် scan message တွေရောက်ဝင်လို့ကိုကစိတ်အနှောက်အယှက်တွေအရန်ဖြစ်ရတယ်အဲ့လိုမျိုးစိတ်အနှောက်အယှက်တွေဖြစ်နေလို့ဒီလိုမျိုး message တွေမဝင်အောင် Oppo phone တွေမှာဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကျွန်တော်အခုပြောပြပေးမယ်အဲ့တော့ကြည့်လိုက်အောင်အဲ့တော့ကိုကကို phone ထဲကို scan message တွေနဲ့ကျွန်တော်တို့အရန်မျက်စိနှောက်ပြီးတော့စိတ်ဒုက္ခတွေရောက်နေပြီဆိုရင်ဘယ်လိုမျိုးမဝင်အောင်လုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးဒီမှာ phone app ရှိတယ်ဒီ phone app လေးတွေဝင်ပေးလိုက်ပြီးကြတော့ကျွန်တော်ညာဘက်ထောင်ဆုံးမှာရှိတယ်ဒီအဆက်သုံးတက်လေးကိုနှိပ်ပြီးတော့ကျွန်တော် setting နဲ့ထပ်ဝင်လိုက် နောက်ပြီးကြရင်ကျွန်တော်တို့ဒီမှာဆိုရင် block and fader ဆိုတာရှိတယ်အဲ block and fader လေးကိုဆက်မလိုက်ဒီမှာတော့ကျွန်တော်ကဒီဖုန်းမှာ sync ကမထည့်ထားဖြစ်တဲ့အကြောင်းသူကဒါလေးကိုပိတ်နေတာပုံမှန်ကိုက sync ကထည့်ထားဆိုရင်ဒီ block message ကိုနှိပ်ပြီးတော့ကိုမလိုချင်တဲ့ပေါ့နော် message တွေကို ကျွန်တော်ဖြောက်ထားလိုက်ရတယ်ဘလော့လုံးလိုက်လို့ရတယ်ပေါ့နော်အဲ့ခါကျရင်အဲ့ message တွေကကိုဖုန်းထဲဝင်မှာမဟုတ်တော့ဘူးအဲ့တော့ message စိတ်ချမ်းသာတာပေါ့အဲ့တော့ဒီ view လေးက Oppo ဖုန်းတွေမှာပါတဲ့အသုံးဝင်တဲ့ disentry feature လေး၄ခုကိုပြောပြပေးကြတာပဲဖြစ်ပါတယ်နောက်ထပ် video မှာလည်းအခြားသော brand တွေနဲ့ disentry feature ကိုပြောပြပေးသွားမှာလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်ခန့်ပါ